မင်္ဂလာပါဗိုလ်လံခွဲစာမျက်နှာမှာကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဒီတစ်ခါကျွန်တော်တင်ပြပေးမယ့်သင်ခန်းစာကတော့ပအိုဝိတေသနအခေယဖြစ်တဲ့မိုင်းကမိုင်းပန်းကအကြောင်းကိုဘီးတလုံးချင်းစီနဲ့အသေးစိတ်ကျွန်တော်ရှင်းပြပေးသွားပါမယ်ကျွန်တော်တို့ပရမအဆုံးအနေနဲ့ကာချီဘီးကိုအရင်ရှင်းပြပေးပါမယ်ကျွန်တော်တို့ဗမာစာဆိုရင်ကာကာကာဆိုပြီးသုံးလုံးရှိပါတယ်ကျွန်တော်တို့ပအိုစာမှာက ကာ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 ဆိုပြီး6လုံးချိပါတယ်ကျွန်တော်တို့ပိုးစာရေးတဲ့အခါမှာအတိတ်ပဲတိကျအတန်အတိကျထွက်လာအောင်ဥပမာအနေနဲ့ကျွန်တော်ပြပေးပါမယ်ကာရီကာလောကာကာရီမိုင်ငါကာကန်ကာကာရီငိုလာကာ กาเคียกางากาลีงอละไมงากาวากากาลีงอละไมนิชงกาอางกากาลีงอละไมปัดงากากาที่สองดีอนอกมาได้เบรีกกจนอพมาเปลี่ยนปีบาเมโลกะสุรากะ โลกะโลกะโลกะเกินกะสุดากะวุเซนดีเกินกะเกินกะเกินกะกะเขียกะงาสุดากะชิตูนอกสุกกะเขียกะงากะเขียกะงา วากาสุรากา กามองตีวากา วากา วากา อังโงกาสุรากา เซจิตีอังโงกาอังโงกาอังโงกากาทีสองสุรากา เมียงกูดีกาทีสอง กาที่ช่องกาที่ช่องตัวเบဖြစ်ပါတယ်မိုင်ငါแท้ရမလားမိုင်ပန်းငါထဲရမလားဆိုတာဒီဒီကြရှာလေးလိုက်ကြည့်ဆီရှင်ပါတယ်မိုင်ငါထဲရမယ့်နေရာမှာမိုင်ပန်းငါသွားထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့လိုရှင်တဲ့အတိတ်ပဲလွဲသွားနိုင်ပါတယ်။နောက်သင်ခန်းစာကြရင်ခါခွဲပြီးအကြောင်းကိုရှင်းပြပေးမှဖြစ်တဲ့အတွက်နောက်ရက်တမှာကျွန်တော်တို့ပြန်ပြီးတော့ส่งကြမယ်။အားလုံးအတွက်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။